ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပင်စင်စားတွေကိုမြေကွက်တွေရောင်းချပေးမယ်လို့သတင်းတွေထွက်ပေါ်ခဲ့မှုကြောင့်ရန်ကုန်စာတိုက်ကြီးပဝင်မြို့နယ်အသီးသီးမှာရှိတဲ့စာတိုက်တွေမှာမြေကွက်လာရောက်ရှောက်ထားတဲ့ပင်စင်စားတွေအလုံးများပြခဲ့ပါတယ်။ဒီလိုသတင်းတွေထွက်ပေါ်သလိုပင်စင်စားများအတွက်မြေကွက်များရောင်းချပေးမယ်အစီအစဉ်မရှိဘူးလို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဇန်နဝါရီလ16ရက်နေ့ကပြောထားခဲ့ပေမယ့်ဇန်နဝါရီလ19ရက်နေ့မှာတော့မြို့နယ်အသီးသီးကစာတိုက်တွေမှာပင်စင်စားတွေလာရောက်ရှောက်ထားမှုဆက်လက်ရှိနေတာကိုတွေ့ရပါတယ်။ ဇန်နဝါရီလ19ရက်နေ့မှာရန်ကင်းစာတိုင်းမှာမြေကွက်လာရောက်ရှောက်ထားတဲ့ပင်စစ်စားရှောက်ထားမှု900နီးပါးရှိတယ်လို့ရန်ကင်းစာတိုင်းကအမှုထမ်းတူကပြောပါတယ်ဒီလိုလာရောက်ရှောက်ထားသူတွေများတဲ့အတွက်ကြောင့်စာတိုင်းကလည်းလက်ခံထားပြီးလိမ့်မှုထားတဲ့လိပ်စာတွေကိုပုံမှန်အတိုင်းပို့ပေးတယ်လို့လည်းဆက်ပြောပါတယ်လာရောက်ရှောက်ထားတဲ့ပင်စစ်စားတူကလည်းမြေကွက်ရောင်းချပေးမယ့်အစီအစဉ်မရှိဘူးဆိုတာသတင်းစာတွေမှာဖတ်ရပါမယ်တကယ်ပေးတဲ့အခါသူများနီးတူရနိုင်အောင်လို့လာရောက်ရှောက်ထားတာဖြစ်တယ်လို့ပြောပါတယ်ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ကပင်စင်စားတွေအတွက် မြေကွက်တိုက်ခန်းတွေချပေးမယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာပြီးနောက်တန်းနေသားကြီးအစိုးရဖွဲ့ရုံကိုလာရောက်ရှောက်ထားတဲ့ရှောက်လွာတောင်းချီရှိခဲ့ပါတယ်။ဒါကြောင့်ရှင်းပြလို့မရတော့ပဲရှောက်လွာတွေကိုလက်ခံခဲ့ရတယ်လို့တန်းနေသားကြီးအစိုးရဖွဲ့ကရှင်းလင်းပြောထားပါတယ်။